မြန်မာနိုင်ငံမှာမက်စလ28ရက်ကအင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးနောက် NASA ကဟာပိတ်ထားတဲ့တန်တမန်ဆက်ဆံရေးလမ်းကြောင်းတွေကိုပြန်လည်ဖွင့်လှစ်ခဲ့တာကြောင့် NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေးအောင်လိုင်းရဲ့အနေအထားကိုပုံမခိုင်မာတင်ရှားလာစေကြောင်းရိုက်တာမှဖော်ပြခဲ့ပါတယ်။ကလေးမလှုပ်ခတ်မီက NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေးအောင်လိုင်းဟာထိုင်းနိုင်ငံမှာပြုလုပ်တဲ့ Vista အစည်းအဝေးကိုတက်ရောက်ဖို့ပြင်ဆင်ခဲ့ပြီးအခြားအဖွဲ့ဝင်နိုင်ငံတွေမှခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။အဲ့ဒီနောက်ကလေးလှုပ်ခတ်မှုကြောင့်ဗိုလ်ချုပ်မူကြီးမေးအောင်လိုင်းဟာဘန်ကောက်မှာပြုလုပ်တဲ့ Vista အစည်းအဝေးကိုတက်ရောက်ဖို့မသေးချာမရေရာမှုတွေရှိကြောင်း န်တမန်အတိုင်းဝိုင်းကပြောပါတယ်။ဒါပေမဲ့လည်း NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ Vista အစည်းအဝေးကိုတက်ရောက်မည်ဖြစ်ကြောင်းနဲ့ AB 3ရက်မှာထိုင်းနိုင်ငံကိုသွားရောက်မည်ဖြစ်ကြောင်း NASA ကကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီငလျင်လောက်ခတ်မှုကလူပေါင်း3သန်းခွဲကိုအိမ်ပြစ်ရာပြစ်ဆွတ်ခွာထွက်ပြေးခဲ့ရတယ်။လက်နက်ကင်ပရိပခါကြောင့်နိုင်ငံတကာနဲ့အဆက်အသွယ်ဖြတ်ထားတဲ့အခြေအနေကိုအဆုံးသက်ရာမှာအထောက်အကူဖြစ်စေခဲ့တယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။အိန္ဒိယ၊တရုတ်နဲ့ရုရှားနိုင်ငံတွေလိုမျိုးဒေတာတွင်အင်အားကြီးနိုင်ငံတွေဟာမြန်မာနိုင်ငံမှာသူတို့ရဲ့အနေအထားကိုပိုမိုခိုင်မာစေဖို့ဒီခွင့်လန်းကိုအသုံးချပြီးဩဇာလွှမ်းမိုးအောင် လှုပ်ဆောင်ကြလိမ့်မယ်ဆိုတာကိုချက်မတော်ကတည်ထားပါတယ်လို့စင်ကာပူအခြေစိုက်နိုင်ငံရေးကျွမ်းကျင်သူအန်ရှူမန်ချောင်ဒရီကပြောကြားခဲ့ပါတယ်ဒေတာတွင်အစိုးရတွေနဲ့လူသိရှင်ကြားတိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းနဲ့တက်မတော်ဟာမြန်မာနိုင်ငံရဲ့အကြီးအကဲအာဏာပိုင်အဖွဲ့အစည်းအဖြစ်မရှိမဖြစ်နေရမှာရှိနေတယ်ဆိုတာကိုပြသနိုင်လိမ့်မယ်လို့သူကပြောကြားခဲ့ပါတယ်သူရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးရိုက်တာသတင်းဌာနရဲ့မှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုတက်မတော်ရဲ့ပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ခဲ့ခြင်းမရှိပါဘူးပြီးခဲ့တဲ့သတင်းပတ်တွင်ကဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာတရုတ်သမ္မတရှီကျင်းဖြင့်အိန္ဒိယဝန်ကြီးချုပ်မိုဒီမလေးရှားဝန်ကြီးချုပ်အန် ်ဝါဣဗရာဟင်းတို့နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။လက်တလုံးမှာလည်းတရုတ်၊အိန္ဒိယ၊ရုရှားနဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာဒေါ်လာတန်းနဲ့ချီတဲ့အကူအညီတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုဆေးလွတ်ပြီးမြန်မာနိုင်ငံမှာကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်လျက်ရှိပါတယ်။